ားလုံးကြိုက်တဲ့ဂျာဆန်ဟင်းကိုပစုံနဲ့ချက်ပါမယ်ဒါပေမဲ့ဈေးနည်းနည်းကြည့်ရအောင်ပါတီမီဝီဂျာဆန်ဟင်းကဆိုတာနဲ့ပါတဲ့အစာပလာတွေကတော့တီးတီးသားပဲဖြစ်မယ်ပစုံနဲ့မှမဟုတ်ဘူးနော်ကြောက်ပစုံနဲ့ချက်ချင်နေတယ် ကျွန်တော်ရဲ့ကြာသင်ချက်ကိုပဇွန်နဲ့ချက်မှာကတော့ပထမဆုံးစက်တုံပြုံနေခြင်းကိုဒါပြရဲ့နုံနုံစဉ်ပဇွန်လေးကိုခေါင်းနဲ့အခွန်နဲ့ခွာအခွန်နဲ့ခေါင်းနဲ့ကိုဦးစလုံးနဲ့ထည့်ရလာတဲ့အခွန်လေးကိုဂျင်းထည့်ပြီးတော့လှော်ပြီးအခွန်လေးမှွေးလာပြီးဆိုတော့မှကြာသင်ချက်ချက်ဖို့ရေလိုသလောက်ထည့်ပြီးတော့ပုတ်ပွတ်စုအောင်တည်ထားပေးမှာပဲဖြစ်ပါတယ်အိုးကပုတ်ပွတ်ဆူလာပြီဆိုရင်တော့အခွန်တွေကိုစစ်ထုတ်လိုက်ပြီးတော့အရေးတိတ်တမဲယူမှာပေါ့နော်ပြီးရင်တော့ကျွန်တော်ကအိုးထဲမှာစီထဲကျက်သွန်နေစီတက် ပြီးရင်ကြက်သွန်ဖြူနေခြင်းကိုစီတတ်ပြီးရင်စနွေးမုံနဲ့နဲ့နဲ့ငရုတ်တိအစိမ့်မုံနဲ့နဲ့မှာထည့်ပြီးစီတတ်ပေးလိုက်မယ်ပြီးတော့မှခွာထားတဲ့ပဇွန်ကိုတဲ့ကြီးပဲကိုပဲထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ဒီမှာကတော့ကျွန်တော်ကအရသာနေနဲ့ငားငံပြာကြီးကောင်းကောင်းတစ်မျိုးတည်းသာတုံးပြီးတော့ကျွန်တော်ချက်လိုက်ပါတယ်ပဇွန်လေးတွေကြက်သွန်အောင်ရေထည့်ပြီးတော့ခဏလေးအုပ်ထားပဇွန်ကြက်သွားပြီဆိုတာနဲ့ပဇွန်တွေကိုဆဲကြံနေသေးတဲ့ဟင်းနှစ်တွေကိုမှုချောက်ပန်းချောက်ပဲလေးချောက်တွေထည့်ပြီးတော့ အရသာဝင်စေရန်စာဟင်းရွက်မုတ်ထည့်ပြီးတော့တခါလေးချက်ပေးလိုက်မှာဖြစ်ပါတယ်။ပြီးရင်တော့ပုတ်ပွက်ဆူနေတဲ့ပဇွန်ဟင်းရည်အိုးတဲ့ကိုချက်ထားတဲ့မိုးကြောက်ပန်းကြောက်ပဲလေးချောက်တွေကိုထည့်ခဏလေးတည်ပြီးတော့ဟင်းရည်ကြသည့်ထိတည်ပေးလိုက်ပါမယ်။ပုတ်ပွက်ဆူလာပြီဆိုတော့မှအမှန်တမ်းပြောလို့ရှိရင်သူ့ရဲ့ပုံအရသာလေးနဲ့ဒီကြံတဲ့အစာပလောင်လေးနဲ့တော်တော်လေးကိုချိုးနေတယ်။အရသာကိုပို့ပြီးတော့ထိထိမိမိဖြစ်အောင်လို့လိုဒလိုလိုက်ပြီးတော့မြေကောင်းများများလေးခတ် ငုံဦးထည့်ပြီးတော့ခဏလေးတဲအိုးချကန်ဒီမှာစိန်ထားတဲ့ပေးကြစံတွေထည့်ပြီးတော့တဲအခုဆိုရင်တော့အရာတာကလည်းကွက်တီမက်ဆီဖြစ်နေတဲ့ပဇွန်နဲ့ချက်ထားတဲ့ကြာတန်ချက်လေးတစ်ပွဲရပါပြီနနံမင်းတက်တုံစိန်လေးနဲ့တံမြာသီးညှက်စာ လုံးဝကွက်တီဖြင်းမာဟူကပဇွန်ရဲ့အချိုတက်လေးနဲ့ပဇွန်စီရောင်လေးနဲ့ပဇွန်နဲ့ကြာတန်ချက်တစ်ပွဲဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်ကရှောက်သီးတုံးနဲ့မစားဘဲနဲ့တရရသီးတုံးမှဖြစ်ပါတယ်တရရသီးအစိမ်းကိုအခွန်အခွာချင်းတစ်ချက်ပြီးရင်ကျက်တုံဒီ တလုံးကိုလည်းနှိပ်ထားပေးလိုက်မယ်ငပိလေးနည်းနည်းကိုလည်းမိခင်ထားမယ်ပေါ့ချစ်ထားတဲ့တည်ရသီးထဲကိုငပိတီးထားတဲ့ကြက်သွန်၊မြေပဲထောင်း၊ပစုံကြောက်ထောင်း၊စီချက်၊မြို့သီးမုတ်ထည့်ပြီးနေအရသာအတွက်လိုသလိုထပ်လိုက်နိုင်ပါလေဒါလေးကတော့ပစုံနဲ့ချက်ထားတဲ့ဂျာတန်ချက်နဲ့တွဲဆဖို့အတွက်တည်ရသီးတုပ်လေးပဲဖြစ်ပါလေချက်ရလွယ်စားလို့လည်းအရန်ကောင်းဒါပေမဲ့ဈေးလေးနည်းနည်းကြီးရဲ့ဂျာတန်ချက်ကိုပစုံနဲ့ချက်ထားရမယ်ဖြစ်ပါလေဟိုက်ဆိုဂျာတန်ချက်ပေါ့နော်ပုံမှန်ဆိုရင်တော့ဂျာတန်ချက်ဆိုလို့ရှိရင်ရှောက်သီးတုပ်တွေပါနေစားကြတယ်ဒါပေမဲ့ဒီနေ့ကတော့တည်ရသီးတုပ်ကိုငပိလေးနဲ့ ဖွဲ့ဖွဲ့ရရလေးတုတ်ပြီးတော့ထားမှာဖြစ်ပါတယ်။ဂျာပန်ချက်တွေကိုချက်သားနဲ့ပဲချက်သားတာနည်းနည်းလေးအရသာရိုးသားပြီဆိုရင်ဒီလိုလေးချက်သားကြည့်ဖို့အကြံပေးပါတယ်။ပစုံမှာပါတဲ့ပစုံစီအနှစ်ကြောင့်ကျွန်တော်တို့ဂျာပန်ချက်အယောင်လေးကပစုံစီယောင်လေးနဲ့ဝင်းဝါပြီးတော့မြုပ်သည့်အစိမ့်မှုန့်တို့စနင်းမှုန့်တို့များများဆဆထည့်ဆရာမလို့မင်းနဲ့စားလို့အရန်ကောင်းပြီးတော့အယောင်ဆင်းလှတဲ့ဂျာပန်ချက်လေးတစ်ကွဲဖြစ်ပါတယ်။တမယာသည်မနှစ်ပင်နဲ့အရင်ဆုံးမြည်ကြည့်မယ်။ဟွန်းတကယ်ကိုကောင်းတာ။ ဟင်းရီမာကပစုံကောင်းတွေကိုပြုတ်ပြီးတော့လှုပ်ထားတော့လုံးဝကွတ်တီမက်ဆီထီမီဂွီပဲအညာလေးနှစ်ရက်ပြီးရင်တော့မြုပ်သီးမှုတ်လေးဖြူးပေါ့နော်စားကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ထူးထူးဆန်းဆန်းလိုက်ရာဂျာဇန်ချက်ကိုပုံစံတုပ်လေးနဲ့ချက်ထားရပဲဖြစ်ပါတယ် ကောင်းတော့တော့ကောင်းတော့ဟင်းလေးရမှာပါအရသာရှိနေကျွန်တော်တက်တော်များများထည့်စားရတဲ့ငါမင်းလေးလည်းထည့်စားလိုက်မှာโอเคကောင်းမျိုးကောင်းမြများလေးခတ်ထားတော့လုံးဝကွက်တိမရှိပွင့်ထွက်ဒါကတော့လျက်သီးတုပ်လေး 这样掉这位三马子，贵州那滚蛋那个吧。嗯。不送了。嗯。 จ้าแม่นจ้าเนี่ยชาวตีตกหมอจ้าแม่นจ้าเนี่ยตีตีตกป่ะจ้าแม่นจ้าก็เลยจ้าตาเนี่ยไม่ออกไปเนี่ยประสงค์นี้เนี่ยฉะท่าซีรีส์เนี่ยเนี่ยไม่ป่ะอืมเออก็อปูเปียวมาเฮ้ยเหมาอ่ะเนี่ยหลูชูเส้นเนี่ยอย่าเราคันซะ Biar bu mainnya. Tak uji cerita le. Rasa jawab orang lah kau jangan. 上经呢，这些都算。最肥肉，比如撒姜的，老里吃沙姜。啊。吃一些老里酱的。 ဒီနေ့ကတော့ကြာဆန်ချက်ကိုအရသာလေးထူးခြားသွားအောင်လို့ပုံစံလေးနဲ့ချက်ထားတယ်။အဲ့တော့ကိုကကိုစိတ်ကြိုက်ထွင်ပြီးတော့ချက်ပုံစံတွေဘာတွေနဲ့လဲချက်မယ်ဆိုလဲကျွန်တော်အခုလိုချက်ပြရတဲ့နီလန်တိုင်းလေးချက်ကြည့်ပါတော့။အရသာကဟေးရေးထဲမှာကလုံးဝစိတ်ပြီးတော့စားလို့အရင်ကောင်းချိုမြွှေမွှေးအေးနေရမယ်။ချွေးလည်းကြားတယ်။ကြာဆန်ချက်ကိုတရသီးတုပ်လေးနဲ့စားတော့လဲပို့ပြီးတော့မိန်တာပေါ့။အဲ့တော့နောက်နေကြလို့ရှိရင်ကြာဆန်ချက်ကိုပုံစံလေးနဲ့ချက်စားပြီးတော့တရသီးတုပ်လေးနဲ့တွဲစားရအောင်။ကွက်တီမက်ဆီတီမီဂွီပဲ။